ပပကတော့ तू ကဥစဲနဲ့၃နှစ်လုံးလုံး तू လူဖြစ်ရတာတန်တယ်။ဘာဖြစ်လို့ဆိုတော့ဖုံးကန်ကလည်းကြီးတယ်ပပပပရဲ့သမီး၂ယောက်ကအမားတို့ကိုနေဖို့ပေးတယ်စားဖို့ပေးတယ်နောက်ဆုံးထွက်သက်တဲ့အထိကိုထောက်ပံ့ပေးခဲ့တယ်။ကိုကပပကိုလေနှစ်ပေါင်း30လုံးလုံးတရက်မှစိတ်ပြက်ခြင်းညှဉ်းညူခြင်းလုံးဝမရှိခဲ့ရတော့မသစ္စာဆိုရတဲ့အရာတော့ ။အဖကတော့ तू က90နဲ့3နှစ်လုံးလုံး तू လူဖြစ်ရတာတန်တယ်။ဘာဖြစ်လို့ဆိုတော့ဖုံးကန်ကလည်းကြီးတယ်ဘဘာစိတ်ချမ်းသာလက်ချမ်းသာနဲ့ပြည်စုံအောင်အမားတို့ရဲ့မိသားစုတွေကမေတ္တာတရားတွေနဲ့ပြီးပြီးတော့ तू နောက်ဆုံးဆက်သက်မှာကောက်ကောက်မှုမှုနဲ့ तू ထွက်သွားရှာတာပေါ့နော်။ဘဘရဲ့တမီးနှစ်ယောက်က အမားတို့ကို နေဖို့ပေးတယ်စားဖို့ပေးတယ်နောက်ဆုံးထွက်တတ်တဲ့အထီးကိုထောက်ပံ့ပေးခဲ့တယ် မတို့ဘောင်းသမားတွေကလည်းဘဘကိုဆေးဖို့ပေါ့နော်ကျမကြီးဆောက်ရှောက်မှုလို့ကောတောင်းဝန်ယူပြီးတော့နောက်ဆုံးအချိန်ကြီးလုပ်ပြီးခဲ့တယ်။အဲကြောင့်တက်တန်းကတော့မတို့ကဧပြီ29ရက်1995မှာမတို့ကလက်ထပ်ကြတာပေါ့နော်။နှစ်ပေါင်း30နဲ့10ရက်ရှိပြီပေါ့ဒီနေ့ပါဆိုရင်ပေါ့နော်။မန္တလေးမှာလက်ထပ်တယ်။ပြီးတော့ဟိုရောက်တော့မမတို့ကအိမ်ငင်းငှားပြီးတော့အိမ်ဆောက်တာပေါ့။တူထိုင်လေးပါသမီးရဲ့ အဲမီးက900ပဲပေးရတယ်အဲ့ဒီခက်တော့ဟိုတက်လောက်900ပဲပေးရတယ်အဲ့ဒီမှာမတို့ကအိမ်ဆောင်နေတာပေါ့နော်အိမ်ဆောင်နေပြီးတော့မှအိမ်တက်ဆုံးအိမ်တက်ဆုံးနဲ့မိင်္ဂလာဆုံးတွေ့ဖိတ်တာပေါ့တန်ပါဝရီကြီးသွင်းရမှာမတို့ကနေတာနေခဲ့ရမှာနှစ်နှစ်လောက်ပဲနေခဲ့ရပြီးတော့မှမတို့ရန်ကုန်ပြောင်းလာတာ ဘာဘာရန်ကုန်ရောက်လာတော့မမကိုသူပွဲတွေပါတွေသွားတဲ့ခါကျရင်မမနဲ့သူသွားကြတယ်အမှုပညာရှင်ပွဲတွေပေါ့နော်သူ FM ပွဲလို့မမှတ်မိတာတော့ FM ပွဲတစ်ခုလို့မမှတ်မိတယ်ပြီးတော့ခင်းသန်းသူခင်းသန်းသူရဲ့ဒီ Academy ဆူရတဲ့ဒီဒင်နာပွဲတွေပေါ့နော်ဒါအမှမှတ်မိတာတွေပြောပြတာပေါ့နော်ဟိုခင်းသန်းသူပွဲလို့နောက်ပြီးတော့ဝါဝါရွှေရွှေတို့နဲ့အဲ့လိုမျိုးပွဲတွေတက်ခဲ့ရတယ်ရှိတယ် သူက driver လीဒါဆိုတော့ဒီအဒီအမှုပညာလောကထဲမှာပဲပြန်ပြီးတော့ပြန်ပြီးတော့အလုတ်လောက်တာပေါ့တမီးဒါနဲ့ပဲရှင်းသန်းလာပြီးတော့ရက်တီလာတာပေါ့တမီးရဲ့နားလိုက်တာဘယ်လောက်ရှိပြီလဲဆိုတော့စိတ်နှစ်ဝန်းကျင်လာပေါ့တမီးရဲ့အဲ့အဲ့ဒီမှာနားလိုက်တာကိုကဘဘကိုလေနှစ်ပေါင်း30ကျော်30လုံးလုံးတရက်မှစိတ်ပြက်ခြင်းညဉ့်ညူခြင်းလုံးဝမရှိခဲ့တော့မသစ္စာဆိုရဲတဲ့အဲ့ဒါတော့ ။ तू ကတော့အမကိုမှားခဲ့တာမျိုးတွေပါမျိုးတော့မရှိပါဘူး။ तू ကဟိုအမကိုစိတ်ချနေရဆိုတော့ယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့အမရဲ့မောင်နှမတွေကညီမတွေကအရန်ကောင်းနေဆိုတာ तू ကောင်းကောင်းနားလဲတယ်။ကောင်းကောင်းသိတယ်ပါပါ။ဒါကြောင့် तू မပူဘူး။အိမ်တော့ကြတာအမှန်မှဟိုပါပေါ့။ခုနေ့တော့အမအောင်လာဖြူတော့60နဲ့40လို့မှပြောတာအမအဲ့ဒါနည်းနည်းမှားသွားတာအမှန်မှတော့စကြုံးတွေမှာပြန်ကြည့်လိုက်တော့ 58နှစ်ဘာဘာ58နှစ်နဲ့အမ20နှစ်နှစ်နှစ်အဲ့တော့မှကြည်လိုက်မိတာမှဘွာလောက်กว่าသွားတာပေါ့60တော့မဟုတ်တော့ဘူးပေါ့နော်ဘွာလောက်กว่าသွား38နှစ်38နှစ်လောက်กว่าအမပိုကူယူဆိုင်ရတာပေါ့ဘာဖြစ်ဆိုဘဘကလည်းကိုယ်ထက်လည်းကြီးတော့လေကြီးတော့ကိုယ်ကယူဆိုင်ရတာပေါ့တမီးရဲ့ပြီးတော့လည်းဘဘနဲ့မမနဲ့အိမ်တော်စားကြပြီးကလေးကိုကဒီချိန်ထိနောက်ဆုံးချိန်ထိ ်စပီးညှက်ပြီးတယ်မုတ်ဆိတ်ရိတ်ပြီးတာမှမုတ်ဆိတ်ကရှိလာရင်ဘမကိုယ်တိုင်ညှက်ပြီးတယ်ဆိုင်မှာတော့မညှက်ဘူးကိုကကိုကတော့ညှက်တက်တဲ့လူတော့မဟုတ်ဘူးဒါပေမဲ့ကိုယ်စိတ်ကကိုကိုယ်တိုင်လှုပ်ပြီးလိုက်ရမှအကျဉ်းနဲ့တာအဲ့လိုမျိုးဒါကဘဘကြီးမမကြီးရဲ့ခြေရပေါ့ဒါမမကိုယ်တိုင်လှုပ်ထားတာမမရဲ့အဖေနဲ့အမေတောင်မှမမမလှုပ်ခဲ့ရအောင်80တောင်းကလည်းခိတ်တိတ်မရှိကြသေးဘူးပေါ့နော်အဲ့တော့အခုအခုကြတော့ ခြေရာတွေဖြစ်လာတဲ့ခါကျတော့အမအမအိမ်မှာဆနွင်းလေးဖြောဘဘသက်ရှိရှိထင်ရှားရှိနေတဲ့အချိန်မှာငါဒါလေးတော့လုံးမပဲဆိုပြီးတော့အဲ့ဒါအမပိတ်စာတွေဝဲစေးမှာဝဲပြီးတော့ဆနွင်းလေးဖြောစလုံးထဲမှာဖြောဖြောပြီးတော့ဘဘကိုအဲ့ဒီစလုံးထဲကိုနင်းခိုင်းပြီးတော့အောက်မှာပိတ်စာတွေခင်းပြီးတော့အဖဘကြီးဒီမှာခြေစိုးရက်နော်လို့ပြောတော့အဲ့တော့ကောင်းနေပါသေးတယ်သူက သူကချစ်တော်လေးကိုဇလုံးထဲကိုထဲအမှမတရားကိုကတော့ဖိချတာပေါ့နော်ဒါလေးလေမခိုးရအောင်ဆိုပြီးတော့ဖိချပြီးတော့အဲ့ဒါနဲ့အမှဒီချေရအောင်ရခဲ့တာဒါကိုရတသက်လို့ဒါလေးရလိုက်တာအမှတော်တော်ကြည်နဲ့တယ် ဘဘတို့ရက်လက်ဆုံးကြတော့လေဟိုစီတီမတ်မှာသွားပြီးတော့ဖုတ်ဖုတ်နေကိုတန်ငါးငါးပါးပင့်ထားတာဟိုအဲ့ဒါကန်ဆန်ခွေကဖူးဖူးကြီးဆိုတာတိုင်းပြည်လုံးတိကျတာလေအဲ့ဒီကန်ဆန်ခွေကကိုရှာတာတော်တော်ကြတာမမဘဘကြီးကြိုက်တဲ့ကန်ဆန်ခွေကကြောင်ညာပေါ့နော်အဲ့ဒါကိုတော့ဝယ်တဲ့ထည့်ချင်တာမှာဘဘကြီးကြိုက်လဲဖြစ်သွားတော့တော်တော်စိတ်ချမ်းသာအဲ့အဲ့ဒီကတော့ဝယ်ရလीတက်လာဆုံးလုံးမှာမမဟုတ်ကဲ့မမကလေဒီလို အိမ်မှာလဲကျွေးရအိမ်ကိုဘာမှခေါင်းချသွားတယ်ဒီဒီရေကျော်အိမ်မှာခေါင်းချသွားတယ်ဟိုဖုန်ကြီးဆိုးနေလဲဒီမှာကက်တယ်လူတွေလဲဖိတ်တယ်ပြီးတော့အောက်မှာလဲမန်တက်ထိုးပြီးတော့သတုတီတာတို့ကျွေးလိုက်တာမှာအောက်မှာဟိုအစော့အများလမ်းသွားလမ်းလာအကုန်ဝင်စားကြတာအမအပေါ်ကနေဝင်တာကြီးပြီးတော့လေပီတိတွေဖြစ်မြည်ကြီးကြာကိုကိုလုံးပြီး ဘဘရေဘဘရေအလှူဘဘဘဘမင်းမင်းမင်းလည်းလို့လို့မသူလာလို့မစားနေကြတယ်ပေါ့နော်မမမချင်းချင်းနဲ့ကဘဘတော့လုပ်ပြီးနေတယ်နော်မမအော်အော်ပြီးပြောတာအဲ့ဒီအဲ့ရှိဝတ္တနာမမအပေါ်ကနေချောင်းတာပေါ့နော်အမှလူတွေအများကြီးနေနေစားနေကြတယ်ပေါ့ဆိုတော့စိတ်ချစိတ်ချမ်းသာပေါ့ တလဆုံးပြည့်ရင်လည်းမအောင်မချွေးမစတုတီတာကိုချွေးမလာစားချအောင်ကုန်လို့ဘဘတော်လေးမမလုပ်ပြီမအဲ့ဒါမမမောင်နှမတွေအကုန်လုံးလုပ်ပြီမအဲ့ဒါ